အာဖရိကရဲ့ cricket လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့စိတ်ဝင်စားမှုဟာအရှေ့အလယ်ပိုင်းကနေအာဖရိကတိုက်ကို ဦးတည်လာနေပါတယ် စစ်အေးခဲကာလာလိုမျိုးတဘောထားတင်းမာမှုတွေမရှိပေမဲ့တရုတ်ရုရှားအမေရိကန်နဲ့ဥရောပတမကတို့ဟာတွင်းထွက်ပစ္စည်းကျွဲဝါတဲ့လူငယ်အင်အားကောင်းတဲ့ဒီတိုက်ကြီးပေါ်မှာ ပေါ်စာလွှမ်းမှုဖို့ အပြန်အဆိုင်ကျိုးပန်းနေကြပါတယ်။ဒါကိုဒုတိယအကြိမ်အာဖရိကအတွက်ပြေးလွှားခြင်းလို့တောင်ခေါ်ဆိုနေကြပါပြီ တရုတ်ရဲ့အာသာချက်တရုတ်နိုင်ငံဟာအာဖရိကမှာအကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီးလာစိတ်ကန်းနဲ့ မေးရထားလန်းလို့အခြေခံအဆောက်အုံစီမံကိန်းကြီးတွေအတော့အတိုးနဲ့ချင်းငွေတွေအများဆုံးပေးအပ်ထားပါတယ်။တရုတ်ကအာဖရိကရဲ့တယံဇာတတွေကိုအထူးသဖြင့်လျှက်ဆက်ကားဘက်ထရီနဲ့ဤပညာအတော့လိုအပ်တဲ့ရှားပါတတုတွေလုံလောက်စွာရရှိဖို့နဲ့၎င်းတို့ရဲ့ရဝန်းနဲ့လမ်းကြောင်းစီမံကိန်းကိုကဘာအနှံ့ချဲ့ထွင်ဖို့ယူရပါတယ်။ရုရှားရဲ့ဘူဟာ ရုရှားနိုင်ငံဟာစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေထက်လုံခြုံရေးပိုင်းပူးပေါင်းဆောင်ရွက်မှုကိုအဓိကထားပါတယ်အထူးသဖြင့်စစ်အာဏာသိမ်းမှုတွေဖြစ်ပွားခဲ့တဲ့ နိုင်ဂျာမာလီနဲ့တာဂီနာဘာဆိုလိုနိုင်ငံတွေမှာဝါကနာကဲ့သို့သောကိုယ်စားလှယ်စစ်သားတွေကိုဆစ်လွတ်ပြီး၎င်းတို့ရဲ့ဩဇာခံအစိုးရတွေကိုအကာအကွယ်ပေးထားပါတယ်။ဒီလိုလှုပ်ချင်းအားဖြင့်ဒေသရင်းတည်ရန်စာတာဥပမာရှူရီနဲ့ရုရှားကိုကုလသမဂ္ဂ UN မှာထောက်ခံမဲ့နိုင်ငံရေးမိသတ်တွေကိုရရှိဖို့ဖြစ်ပါတယ်။ အမေရိကန်ရဲ့တုတ်ပြန်မှုအမေရိကန်ဟာတရုတ်နဲ့ရုရှားရဲ့အရှိန်ဟုန်ကိုထိန်းချုပ်ဖို့ကြိုးပမ်းနေပြီးစီးပွားရေးဆက်ဆံရေးပုံမှုမြင့်တင်ဖို့နဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အတိတ်ကထားပြီးဝင်ရောက်လာပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့အကူအညီတွေဟာစီကန်းချက်များလို့နဲ့လို့အာဖရိကခေါင်းဆောင်တွေကမြင်ကြပြီးတရုတ်ရဲ့ဘလို့အုပ်ချုပ်တည်ဖြစ်စေစီးပွားရေးအရသာပူပေါင်းမယ်ဆိုတဲ့မူဝါဒကိုပိုပြီးနှက်တတ်ကြပါတယ်။ ီပြဿနာရဲ့အမှန်တရားကဘာလဲအာဖရိကဟာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ရှင်ပြိုင်မှုစစ်တလင်းဖြစ်လာပေမဲ့တစ်ချိန်တည်းမှာပဲမိမိတို့ရဲ့စီးပွားရေးနဲ့နိုင်ငံရေးရည်မှန်းချက်တွေအတွက်အင်အားကြီးနိုင်ငံတွေကို လိမ္မာပါနက်စွာအတုံးချနေတဲ့အာဖရိကခေါင်းဆောင်တွေလည်းပေါ်ထွက်လာနေပါတယ်ဒီရှင်ပြန်မှုကအာဖရိကကိုပုံမို့တိုးတက်စေမလားဒါမှမဟုတ်အရင်လိုပဲနိုင်ငံခြားဩဇာခံဘဝကိုပဲပြန်ရောက်သွားမလားအာဖရိကတိုက်ကြီးဟာဒီလိုအားကြီးနိုင်ငံတွေရဲ့ရှင်ပြိုင်မှုကနေဘလိုမျိုးအကျိုးအမြတ်တွေရယူနိုင်မယ်လို့ထင်ပါတယ်လေဒါမှမဟုတ်နောက်ထပ် ကိုလိုနီနယ်မြေခေတ်တကိုဥတီသွားနေပြီလို့ယူဆပါသလားပရိသတ်တွေရဲ့ထင်မြင်ယူဆချက်ကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ပါဦးခင်ဗျာ